အမေရိကန်မှာမိသက်သမားတွေကိုစနိုက်ပါနဲ့ပစ်သက်ခဲ့တဲ့အမျိုးသားဟာမိသက်တပ်ဖွဲ့ဝင်တွေကိုမျှခေါ်ဖို့ကိုယ်တိုင်တော်မီရှုခဲ့တာလို့အာဏာပိုင်တွေက ပြောပါတယ်။ဂျွန်လ29ရက်နေ့ညပိုင်းကအီတာဟိုပြည်နယ်ကူအာတင်အလေးမြွန်နာမှာတော်မီတွေလောင်ကျွမ်းလာတဲ့အတွက်မြို့ကန်မိသက်တပ်ဖွဲ့ကအပူတပြင်းသွားရောက်နှိမ့်သက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနည်းအနာကတောတောင်ချုံပုတ်တွေထဲမှာပုံအောင်ဆောင်နေတဲ့အသက်20အရွယ်ဝက်စ်ရိုလင်းဆိုသူကစနိုက်ပါနဲ့ပစ်ခတ်ခဲ့တာပါ။ သူ့လက်ချက်ကြောင့်မိသက်ဝန်တန်းနှစ်ဦးသေဆုံးခဲ့ပြီးနောက်ထပ်လုံဘော်ကန်ဘက်ကတော့ဒဏ်ရာတွေရသွားပါတယ်မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ကန်ဖီတောင်နားမှာဖြစ်ပွားတဲ့ဒီပစ်ခတ်မှုကြောင့်ရဲတွေနဲ့အထူးကော်မန်ဒိုအဖွဲ့တွေပါအဲ့ဒီနေရာကိုသွားရောက်ပြီးတနက်သမားကိုရှာဖွေရှင်းလင်းဖို့ကြိုးစားခဲ့ရပါတယ်ပြီးတော့အခင်းဖြစ်တဲ့ area ကိုဂျွန်လ30ရက်နေ့အထိအသွားအလာကန့်သတ်ပြီး lockdown ချထားလိုက်ရတာပါ နာယီပေါင်းအတော်ကြာပြီးတဲ့အချိန်မှာတော့အထူးရဲတပ်ဖွဲ့ကရိုလင်ရဲ့အလောင်းကိုရှာတွေ့ခဲ့ပါတယ် သူဟာအနဲ့ရောင်ပျောက်ကြားဝတ်ဆောင်ကိုဝတ်ထားပြီးမိသက်သမားတွေကိုပြစ်ခတ်တဲ့အချိန်မှာဟန်တာဆိုတဲ့တခြင်းကိုနားထောင်နေခဲ့တယ်လို့ဆိုပါတယ်။သူဘာကြောင့်တေဆုံးခဲ့တယ်လဲဆိုတာကိုတော့ရဲတွေကရှင်းရှင်းလင်းလင်းမကြေညာသေးပါဘူး။နောက်ဆက်တွဲစုံစမ်းမှုတွေအရရိုလင်ဟာမိသက်သမားတွေကိုမြားခေါ်ဖို့အတွက်တောမီကိုစာရှုခဲ့တယ်ဆိုတော့ခိုင်မာတဲ့အထောက်အထားတွေလည်းရထားပါတယ်။ဒါပေမဲ့အခုလိုရရက်ဆက်ဆက် ပြစ်ခတ်တပ်ဖြတ်မှုမျိုးကိုသူဘာကြောင့်ကျူးလွန်ခဲ့တယ်လဲဆိုတာတော့မသိရသေးပါဘူး။ ရိုလင်ဟာအင်ဂျီရာမဲ့တူဖြစ်ပြီးကားတစ်စီးထဲမှာပဲနေထိုင်ကြောင်းမိသက်တွေကမိကိုနှိမ့်သက်ဖို့သူ့ကားကိုရွှေ့ခိုင်းခဲ့တဲ့နောက်မကြခင်မှာရိုလင်ကသူတို့ကိုချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်းမြို့ကန်ရဲတပ်ဖွဲ့အကြီးအကဲကပြောကြားသွားပါတယ်တကယ့်ကိုစနေတကျကြိုးပြင်ထားတဲ့ချုံခိုတိုက်ခိုက်မှုမျိုးဖြစ်တာကြောင့်မိသက်သမားတွေဟာအသက်ရှင်လွတ်မြောက်ဖို့အခွင့်အရေးမရှိသလောက်ဖြစ်ခဲ့ကြောင်းလည်းသူကအမှတ်ချက်ပေးပါတယ်ဒဏ်ရာရထားတဲ့တတိယမြောက်မိသက်သမားကအသက်လူခွဲစိတ်ကုသမှုခံယူထားရပြီး အလုံးစုံစိတ်မချရသေးပေမဲ့လည်းအခြေအနေကတော့တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ဆိုပါတယ်မိသက်တပ်ဖွဲ့ဟာတဖြည်းဖြည်းကျေပြန့်လာနေတဲ့မိကိုလည်းဂျွန်လ30ရက်ညပိုင်းအထိမထိန်ကျုံနိုင်သေးပဲဆက်လက်နှိမ့်သက်နေရဆဲလို့သိရပါတယ်ရှင်